ကဲပရိသတ်ကြီးတို့ရေပွဲရက်ကနီလာလေးလေးဂျော့ရှွာဘန်နဲ့ဘန်ဒိုဂျာကြီးရဲ့အွန်လိုင်းပေါ်က၄တိုင်းနှုန်းကတော့ကျွန်တော်အနေနဲ့သားလို့တော့မရတော့ဘူးဗျာအထူးသဖြင့်တော်တော်လေးကိုစူးနေတာကဘန်ဒိုဂျာဖြစ်တယ်နော်ဘန်ဒိုဂျာကပတ်၅ချိန်တိုင်းတိုင်းကာကွယ်ထားတော့တာနော်ဖင်ကောင်းလေးကျေတဲ့မာရီဂျော့ရှွာဘန်ကိုရိုင်းကလေးပြောပါရယ်သူအနေနဲ့အများကြီးလုပ်ပြထားတာသူအချိန်နေနေဆိုဘာမှမစူပြောလို့ရရတယ်ဗျာ ဟုတ်ပါတယ်ဂျော်ရှွာဘန်ကိုပန်ဒိုဂျာအနေနဲ့ကြိုက်တယ်လို့လေတိုက်ပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ဂျော်ရှွာဘန်ကိုကလီလေးလို့သုံးထားတော့တော်တော်လေးကိုစိုးရိမ်ပြသူ့အနေနဲ့ဟိုအခုပြောထားတာပေါ့လीဟိုဂျော်ရှွာဘန်မှာတကယ်လို့အရေးချင်းရှိတယ်ဆိုရင်ပေါ့နော်ဟိုသူ့ကိုနိုင်နိုင်တဲ့အရေးချင်းရှိတယ်ဆိုရင်ကျွန်တော်ကဘက်ကိုအချိန်မရေးပေးဖို့အစဉ်သိမယ်ဆိုပြီးတော့ပြောသွားခဲ့တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖြစ်မယ်မထင်ပါဘူးတဲ့ ဟိုကျွန်တော်နောက်ဆုံးနိုင်ယူခဲ့တဲ့ fighter နှစ်ယောက်ဆိုရင် Joshua Van ထက်အများကြီးကောင်းတဲ့ fighter တွေပါတယ်နော်ဟိုပြီးတဲ့ခါကျတော့သူပြောသွားတာကဒီပွဲမှာပေါ့နော်ဒီ J J လောင်းတဲ့သူတွေအနေနဲ့ကျွန်တော်ကဒီပွဲမှာဒီချုပ်ွက်နဲ့အလေးထိုးနဲ့အနိုင်ရမည်လို့ကြိုတင်လောင်းထားကြတော့တဲ့အချိန်ကြရင်အဲ့ခါကြရင်နော်မင်းတို့တွေတထေးပြစ်ပြီဆိုပြီးတော့ပန်တိုကြာကြီးကနော်ဖင်ကောင်းကျဲစွာပဲ Joshua Van ကကလေးလေးပဲရှိသေးတယ်အေးစစေးပဲသူ့အနေနဲ့နော်မင်းတို့ချမ်းသာကြရင်ဒီပွဲမှာငါကချုပ်ွက်နဲ့ နော်အလဲထိုးနဲ့အနိုင်ရမီလို့လောင်းကြဒီလိုမျိုးနေထားမျိုးပြောသွားတာဖြစ်တယ်ဗောလေသူအနေနဲ့ Joshua Van ဆိုတာ AC ပဲ Joshua Van ဆိုရိတ်ကောင်းလေးကသူ့ကိုဟို အနိုင်နိုင်တဲ့အရေးချင်းရှိနော်သူအနေနဲ့ကပတ်ပေးဖို့အဆင်သင့်ပဲဆိုတဲ့အနေထားမျိုးပြောသွားခဲ့တယ်အခု MMA သတင်းတွေအပါဝင်နော်ကျွန်တော်တို့တကယ်ကိုမဘောက်ဆင်သတင်းတော်များများကဖော်ပြနေကြပြီဗျအဲ့ဒါကတော့လာမယ့်ပွဲမှာ Joshua Van သာအနိုင်ရခဲ့မယ်ဆိုရင် UFC UFC ရဲ့တမိုင်းတစ်လျှောက်မှာပထမဦးဆုံးတော့ အာရှနိုင်ငံဘွားအမျိုးသား MMA Champion ဖြစ်သမိုင်းဝင်သွားတော့မှာဖြစ်ပါတယ်လေဗျာနော်ဂျော်ဂျီယာတို့မှာဖြစ်ကြတဲ့သူရှိတယ်ဒါမဲ့နော်ဂျော်ဂျီယာတို့အခြားနိုင်ငံတို့ကဒါပထဝီနေထိုင်ရအာရှနိုင်ငံထဲမှာပါရီဆိုပေမဲ့အာရှကအစင်းသက်လာတဲ့မျိုးနွေစုတွေမဟုတ်ကြဘူးလို့ဒါသတင်းဌာနတွေကပေါ်ပြချရပေါ့နော်ဆိုတော့ဂျော်ရှွာဝန်သာဒီပိုးအနိုင်ရလို့ကတော့နော်ကျွန်တော်တို့ချင်းလူမျိုးမြန်မာနိုင်ငံသားအာရှຫນွေဘွားဖြစ်တဲ့ ကမ္ဘာပေါ်မှာเนาะပထမဆုံးတော့အာရှသား MMA ချန်ပီယံဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့ Joshua ဘိုင်ရေးတမိုင်းဆိုတာကသိမလားတကယ်ကိုမှနောင်လာနောင်သားရိအများကြီးဟိုနှစ်ပေါင်းရာထောင်ကြီးသည့်ကြံခဲ့မဲ့ရာဗျာဆိုတော့လှုပ်ပြလိုက်ပါဘိုင်ရေးအကူရင်เนาะဘိုင်